ရွှွန်ကြောင်ဖုန်ကြီး1294ခုနှစ်မန္တလေးမြို့ပဲလော်ချောင်ရက်နေ့တက္ကမကြီးဒေါ်ထေကမာဝိတုဒ္ဒာယုံတိုက်ယာဟုတောင်တွင်ចောင်းဆောင်၍မာဝိတုဒ္ဒာယုံဆရာတော်ဖျားကြီးအမှုပြုသောတန်ဃာတော်အရှင်မြတ်များအားလှူဒန်း၏အထက်ကယွန်းဆောင်ပါရှိ၍ယွန်းကျောင်းဦးတမုတ်တော်မူ၏ထိုယွန်းကျောင်းကိုဆရာတော်အားအနှင်း၍အုပ်ချုပ်စေသည် 1295ခုနှစ်တင်တိုက်ထဲမှ ရွှန်ကျောင်းသို့ရွှေ့ပြောင်းတော်မူသည်ဆရာတော်နောက်သို့ယခုလက်ရှိစပူမောဆရာတော်လောင်းလျာအရှင်ပညာဝန်သစီမီကျောင်းမှ ပြောင်းရွှေ့လိုက်ပါလာသည်အဲ့ဒီတုန်းကမာဝီတုတ်တိုင်ရောဆရာတော်ကြီးကဆရာတော်ကျင်းမှုကဒင်တလုံးနဲ့ကျင်းကလထိုင်ကြီးတလုံးပြစ်တောင်းနှလုံးမုံရွာရက်ကြီးတစ်ချောင်းပြလိုက်တယ်ဟု ဇဘူးမောဆရာတော်ကယခုရှိသေးသောကလထိုင်ကြီးကိုညွှန်ပြရင်းအမိတ်ရှိတော်မူသည်မြင်းရွာဆရာတော်ဥတုံတရဆရီအဘယာယုံဆရာတော်ဥတုံတရယခုမဟာဝိတုဒ္တယုံနာယကဇဘူးမောဆရာတော်ဥပညာဝန္တစိန်ပန်းဝိဇာလင်္ကာရဆရာတော်ဥဝိတုဒါပြဝန္တဟုယခု အရှိဝိတုဒ္တယုံယာမတိုက်မူကောင်းဆရာတော် ဥရာစိန်ဒစံကိမဥဝိမလာဗုဒ္ဓပတိမဥတုဇာတာတို့သည်ထိုစဉ်က ရွှန်းချောင်းနေဆရာတော်ဤတပည့်များဖြစ်ကြသည်ဤသို့ဖြင့်ဆရာတော်သည် ကတုပကရတသနာမပိစုပကရံကာတုံဝဋ္ထတိဟူသည့်အတိုင်းဆရာတော်ဖျားကြီးပေးအပ်သောမာဝိတုဒ္ဒါယုံကျောင်းဖုန်ကြီးတာဝန်ကိုမှမိတ်မတုံထမ်းဆောင်က ပြူပူသောကျေးဇူးအစုံကိုဆက်တော်မူသည်1289ခုနှစ်ဝါကောင်းလလောက်တွင်မန္တလေးမြို့၌ဝမ်ယောဂကက်ရောက်သည်ဖြင့်ဝမ်ယောဂကင်းရှင်းရအရက်သို့ပြောင်းရွှေ့ကြသည်ဖြင့်ရုပ်ရုပ်ရက်ခတ်ဖြစ်နေ၏တိုက်တွင်းရှိတန်ဃာတော်များလည်းဝါရင်းကြီးပင် အခြားအရက်သို့ကြွကြရ၏ဆရာတော်သည်တော်တနေ့လာသို့ရောက်သောအခါမဏိသာတော်ပင်ဇာတိရက်ရွာသို့ပြောင်းရွှေ့သတင်းသုံးရ၏ သို့သောလင်းရင်ကြောင်ကြီးတွင်တည်တည်မတုံပဲဆရာတော်ဥပုံညာဤရွှေဘုံသာကြောင်းတွင်တည်တည်သုံးတော်မူသည်ဆရာတော်နှင့်ဆရာတော်ဥပုံညာတို့သည်တပါးနှင့်တပါးအလွန်ချစ်ခင်လေးစားတော်မူကြသည် သူတော်ချင်းချင်းတည်တည်လွေ့လွေ့ပေါင်းဖက်တွေ့ပြီးဒီဆံကင်းမှလိုက်လာသောဥဝိမလာဗုဒ္ဓိနှင့်ပတိမဥတုဇာတာတို့လည်းလိုက်ပါလာကြ၏ထိုနှစ်နဒေါ်လာကစား၍ မာဝိသုဒ္ဓယုံဆရာတော်ကြီးမကြမ်းမမာဖြစ်လာသည်ထို့ကြောင့်စာပေပို့ချခြင်းကြံကံရေးသားခြင်းစသောဒါနပလိဘောဓာများယန္နာထားရလေသည်ထိုတည်င်းကိုကြားရသောဆရာတော်သည်တောရွာမှပြန်လာခဲ့၏တို့ရာတွင်မိမိနေရင်ယွန်းကြောင်း၌ပလိပူပါသောကြွက်တင်များတွေ့ရှိရခြင်းကြောင့်အလေတိုက်ကြီးတို့ပြောင်းရွှေ့တည်င်းသုံးကဆရာတော်ဖျားကြီးကိုပြုစုရသည် ထိုမှတပံဝါဆိုကြောင့်အရှိတ် ဥပ္ပဏိတဓမ္မစရတ်တို့မိမိဂျမ်းမာရေးကြောင့်ပြောင်းရွှေ့ရပြန်သည်ထိုစီရက်မှဆရာတော်ကြီးခြေရင်တို့မပြက်မပြက်လာရောက်ပြုစုရသည်ပထမဆုံးအကျဉ်အကမာပဏိတဒစိတ်စက္ကပ်ပွဲမဟာဝိတ္တရုံဆရာတော်ဘုရားကြီးသည်1296ခုနှစ်တွင်အကမာပဏိတဒစိတ်စက္ကပ်ခံရသည်ထိုသို့စက္ကပ်ခြင်းမှာပြိတ္တရှာတို့လက်ထက်တွင်ပထမဆုံးအကျဉ်ဖြစ်သည် တစိဆက်ကပ်ပွဲကျင်းပပုံမှာဖော်ပြပါအတိုင်းဖြစ်သည်အင်္ဂလန်ပြည်လန်ဒန်မြို့၌1293ခုနှစ်နေုံလအိန္ဒိယပြည်ဒေလီမြို့၌1293ခုနှစ်ဒေါ်လာအတွင်းပြုလုပ်သည်ပစ္စမချောပရင်ဤအပိတိကမင်္ဂလာအတွက်1289ခုဒဇောင်မုံလဇန်တရက်1935ခုနိုဝင်ဘာ9ရက်တနင်္ဂနွေနေ့၌ယဟန်ပညာရှိကြီး17ပါးနှင့်လူပညာရှိဦးဖြီတို့အား အစိုးရမြင့်တို့ကိုစားတောင်းကွင်းသာနာပိုင်ဆရာတော်ကအကမာပဏိတတစိတ်ဆက်ကက်ချင်းမြင့်လေသည်ဌာနမှာမန္တလေးတောင်ကြီးကြောက်ကြီးကြောက်တော်ကြီးဖရာအရှိမုတ်တောင်ဘက် အမိုးသုံးတက်ဆမြင့်ပက်လေချ ခုနဌာနအပါအဝင်သူတမရွှေစရက်၌ဖြစ်လေသည်ယခုရှိသူတမစရက်တမ်းမဟုတ်ခင်းချင်းပုံအစီအစဉ်မှာအလေတွင်သာနာပိုင်အတွက် ဖဲကလထိုင်ကြီးတာနာပိုင်နဲ့တဒန်းနဲ့လက်ရပနိုင်ပြည်တခြားအရာရှိကြီး၄ဦးတရုတ်လူမျိုးကြောက်စာဝင်ဒေါ်စိန်ခိုတာနာပိုင်ဤလက်ဝဲပနိုင်အတုမရှိစရာတော့ခီမာတီဝင်စရာတော့တပရင်စရာတော့အရှိပြင်ဌာနချုပ်စရာတော့နှင့်ဝမဆုဝန်တော့တို့အတွက်နေရာများတာနာပိုင်ဆရာတော်ဤရှေးတန်း၌ ဒစိလက်ခံကြမည်ပုဂ္ဂိုလ်ကြီးများဖြစ်သောတကမန္တလေးမဟာဝိတ္တရာမဆရာတော်ဥဝိတ္တတာစာရနှင့်မန္တလေးမြို့သူတမာဝင်းစံကြောင်းဆရာတော်ဥနန္ဒသုံးမန္တလေးမြို့တန်ခနာယကမောက်ကျူးဆရာတော်ဥကဝိန္ဒလေးမန္တလေးမြို့သူတမာဝင်းစိန်ပန်းဆရာတော်ဥဇောတငါမန္တလေးမြို့ကြောက်ပရောင်းဆရာတော်ဥကုဏ၆ မန္တလေးမြို့အနောက်ခင်မကန်တိုက်အုပ်ဆရာတော်ခွန်ရန်ကုန်မြို့ဂိုင်းအုပ်ဆရာတော်ဦးအာဒပရှစ်ရန်ကုန်မြို့ကြည်မြင့်တိုင်းဆလင်းဆရာတော်ဦးတီဟကိုမုံရွာမြို့လေဒီဆရာတော်ဦးညာနာ30ရန်ကုန်မြို့တန်ရုပ်ဆရာတော်ဦးကုမာရ17ရန်ကုန်မြို့ဂိုင်းတောက်ဆရာတော်ဦးကောတန်လ17ရန်ကုန်မြို့ပါဠိဆရာဆရာဖြီတို့အတွက် ဝါစဉ်အလိုက်နေရာများခင်းကျင်းထားလေသည် ထို့သို့ပြင်စင်ရာ၌တင့်မှ6အထိဆရာတော်များအတွေ့လက်ရပတ်၌၎င်းခွန်မ7အထိဆရာတော်များနှင့်ဥပ္ပီအတွေ့လက်ဝဲပတ်၌၎င်းအစီအတိုင်းပြင်စင်ထားလေသည်သူအခမ်းနာသို့တက်ရောက်ရန်တာနာပိုင်ဆရာတော်သည်နနက်9နာရီအချိန်မှပင်နောက်ပါယဟန်တော်200နှစ်အတူတောင်ကွင်းတိုက်မှ ဘောရင်စီ၍ကြွတော်မူသည်ဆရာတော်သည်ထိပြူလေးလံမှု၍ကြိုင်းယမအယုရှိရဲ့ကြီးစသောစသည့်ဂိုင်ဆောင်သောအမှုတမ်းများခြံရန်လိုက်ပါရသည်ထို့ပြင်မြင်းစည်းပလိတ်၁၀ရောက်အပါအဝင်ပလိတ်အမှုတမ်း35ရောက်စောင့်ရှောက်လိုက်ပါရသည်နနက်10:30မိနစ်အချိန်တာနာပိုင်းခိတသည်300ဆန်ကျောင်းတိုက်တောင်ပဲရှိ သူတို့မှာကြောင်းတော်တို့ရောက်တော်မူသည်မိုးနှဲစစ်ကဲကြီးကတော်မက်ခင်ကတန်ခါ900ဆွန့်ကပ်လူသည်နေ့လယ်နှစ်နာရီအချိန်အခန့်အနားသဖြင့်တို့တာနာပိုင်းဆရာတော်ကြွတော်မူရာအမြောက်17ချက်ပစ်ဖောက်ခုံပြုသည်ထိုအခန့်အနားတို့ရဟန်းတော်900နှင့်ရန်ကုန်မြို့မှရွှေဒဂုံဖျားကောပကလူကြီးများမန္တလေးမြို့မှမဟာမုဏိဖျားကောပကလူကြီးများအပါအဝင်လူပေါင်း900တက်ရောက်ခွင့်ရသည် ယသေကြည်ဥခန္ဒီလဲကြွလာ၍မင်းမျိုးမင်းနွယ်တို့ဤနေရာ၌နေရာယူသည်ထိုအခမ်းအနား၌ရွှေလက်ဝါဥကြော်ရန်ကသာသနာပိုင်ဆရာတော်အားလျှောက်ထားသော စာလွာဖက်သည်သာသနာပိုင်ဤပြန်ကြားလွာမိကွန်ကြီးကိုဂူကြီးဆရာတော်ကဖက်ကြားသည်ရန်ကုန်ရွှေရကုန်ဂောဘကဥမောင်ကြီးကထုတိမင်္ဂလာဩဘာစာဖက်ကြားသည် ထိုအက္ခမပန္တိတဒစိတ်ကပွဲတို့ မာဝိတုဒ္ဒရာမဆရာတော်ရန်ကုန်မြို့ ခိုင်းအုပ်ဆရာတော်ကြီးဦးအာတပကြီးမြတ်တိုင်ဆရာတော်ဦးတီဟမုံရွာမြို့လေဒီဆရာတော်ဦးညာနာရန်ကုန်မြို့တန်ရုပ်ဆရာတော်နှင့်ခိုင်းတောက်ဆရာတော်ဦးကောတန်လဤ၆ပါးမကြွပင်မာဝိတုဒ္ဒရာမဆရာတော်မှတပါးကိုယ်စားလာယူကြသည်မာဝိတုဒ္ဒရာမဆရာတော်အတွက်လည်းကိုယ်စားလာယူသည်ဟုမှတ်တမ်းက ဆိုသည်သို့တော်အရှိမဟုဒုတ်တာရမတိုက်အုပ်ဆရာတော်ကြီးစသောတပည့်များကဆရာတော်ကြီးသည်ဤတစေရမအကမာပန္ဒိတမဟုတ်ပါအလူလူအကမာပန္ဒိတဖြစ်ပြီးဖြစ်၍ယူစရာမလိုဟုဆုံးပြတ်ခါကိုယ်စလင်မလွတ်ပြီးထို့ကြောင့်မဟာမုဏိခောပကလူကြီးများကယူထားပြီးကိုယ်တိုင်လည်းမကြွကိုယ်စားလည်းမလွတ်ကြောင်းဘယင်ခန့်ထိုင်တင်ပြကြသည်ဘယင်ကံကမလာလင်သွားကပ်ပါဟုအမိန့်ချမှာ မာဝိတ္တရာမဆရာတော်ကြီးနှင့်ယင်းဤသောဆက်ကြောင်းအုပ်ကြီးဥကြံကိုလွှတ်၍ဆက်ကပ်ခိုင်းကြသည်ဤသို့လျှင်မူကောင်းကင်ဤအမှတ်တစေဖြစ်သောကျေတာယာသည်ကောင်းကင်၌သာတိရတကဲ့သို့၎င်းရည်ဤအမှတ်တစေဖြစ်သောကြာသည်ရည်၌သာတိရတကဲ့သို့၎င်းပညာရှိအမှတ်တစေဖြစ်သော အက္ခမပန္နိတာဘောတစေသည်လည်းတကဲ့ပညာရှိကြီးဖြစ်သော မာဝိတ္တရာမဆရာတော်ကြီးထံ၌သာတိရလီတော်ဤ